အားလုံးကဂျာမန်ကိုတန်တန်းနေဝိုင်းပြစ်နေပေမဲ့လုံးဝမထိပါဘူး။ဆော့ဟက်ကိုခေါ်ပြီးဒီကနေ့အမြန်ထွက်သွားဖို့ HG ကပြောလိုက်ပြီးတော့ဒီကျွန်းတစ်ခုလုံးကဂျာမန်60ဆက်ရဲ့တားကောင်းတွေပဲလို့ရာဂျူကဆိုပါတယ်။ဒါတွေကိုမြင်နေရတဲ့ Ovan ကလည်းအရန်ဒေါ်တာတွေထွက်နေပြီးတော့ဘလို့များအသက်ရှင်နေကြရလဲလို့မေးလိုက်ပါတယ်။ Nestor တေးဦးဆောင်တဲ့စစ်သားတပေါင်းကဂျာမန်ကင်းတန်းကိုဖျက်ဆီးလိုက်ပြီးမဟုတ်ဘူးလားလို့ Ovan ကမေးတော့ဝဲနေတဲ့ရှင်ကောင်တွေကိုရိုက်ချပြီးပင်တဲ့ကိုလွှင့်ပစ်ခဲ့ကြောင်း HG ကပြန်ပြောလိုက်ပါတယ်။ဒါတွေကိုကြားလိုက်ရတဲ့ Modio ကလည်းအရန်လန့်သွားပြီးတော့သူတေချာပေါက်ဂျာမန် Family ဖျက်ဆီးသွားပြီးဆိုတဲ့တဲ့င်းကိုကြားခဲ့တာမလို့အဲ့ဒီအတ န်ကရောဘသူလဲလို့អော်နေပါတော့ရေမော်ဒီអော်လဲနက်စတော့ကျဲတို့ကိုဆက်သွင်းနေမယ်ဘလို့မှမရပါဘူး ထင်းတဲ့အတိုင်းဖပ်ကွန်စ်ကလည်းတစ်စပောက်ဖြစ်နေတဲ့အပြင်ကကာအိုကျွန်းမှာဘာလို့ဂျာမန်စစ်တပ်ကလည်းပေါ်လာကြရတယ်လို့ထမကူကလည်းပြောနေခဲ့ပါတယ်။တစ်ဖက်ကရဲချူလည်းစံကြီးကိုအမြန်တွားခိုင်းလိုက်ပါတယ်။စံကြီးကိုတနက်တွေနဲ့ဝိုင်းပြစ်နေကြတဲ့အခါစံကြီးလည်းရှောင်းရင်းတွားနေပေမဲ့ဘာစုကနဲ့ပြစ်တဲ့အခါကျဂျာမန်ကဘလက်ဘတ်နဲ့ဝင်ကြားပေးပါတော့တယ်။တစ်ဖက်က Justo ကလည်းကန်စက်ကိုတိုက်ခိုက်နေခဲ့ပါတယ်။ Smoothie က Stroke တွေရဲ့တင်မောကိုမျက်စိကနေမခွာဖို့မှာနေပြီးတော့ကျွန်းကိုလည်းဝင်းရံဖို့လည်းအမိန်ပေးလိုက်ပါတယ်။ဂျာမန်ကရန်သူလာမိတ်ဖက်လာဘလို့ထင်တယ်လို့နာမည်ကဂျင်ဘဲကိုမိလိုက်ပါတယ်။သူတို့ဖက်ကထွက်ပြေးလို့ရှားရတဲ့တန်းနဲ့ကို ညီဖို့ရောက်လာခဲ့တာပဲလေလို့ချင်းဘက်ကပြောနေတော့စံကြီးကဆက်တွေ့လာခဲ့ပါတယ် ချင်းပဲတဲ့ဒီထက်ပို့ပြီးတော့ကျွန်းကိုကတ်လို့မရတော့ကြောင်းစံကြီးကိုပြလိုက်ပါတယ်။စံကြီးလည်းကန်းဆက်နားကိုအရှိန်မြင့်မြင့်နဲ့တွားဖို့ပြလိုက်ပြီးတော့တူလာကဲမယ်လို့ဆိုပါရင်စံကြီးကလည်းအားလုံးကိုဖြတ်ကန့်ပြီးကန်းဆက်ကိုတွားနေခဲ့ပါပြီ။ဘီူလီတယောက်ကတော့ဆရောခါဟာအကိုကြီးခတ်တဲ့ခဝီကိုအာယုံလွယ်ပြီးထွက်ပြေးခဲ့တာမဟုတ်လို့မရဘူးမှဖြစ်ဖြစ်ခဲ့တဲ့အားလုံးကိုပြပြပြမယ်လို့ဆိုပါရင်ပြပြစုံစုံနဲ့အင်အားကြီးဆုံးအကိုကြီးကဆရောဟတ်ကိုကြာရှုံးသွားခဲ့တယ်လို့ဘီူလီကမျက်ရည်စာရုံနဲ့အော်ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အားလုံးလည်းလုံးဝဘာမှမလုပ်နိုင်ဖြစ်သွားခဲ့ရပါပြီ။အားလုံးကလည်းဒီကြောင်းကိုလုံးဝမကြုံမကြည်နိုင်ဘဲနဲ့အိုဗန်ကလည်းဒေါ်သားရဲ့ရန်ထွက်လို့နေခဲ့ပါပြီ။စ န်ဂျီကလည်းလူဝင်ရကများလို့တနတ်တစ်ချက်မှန်သွားခဲ့ပြီးတော့ over ကလည်းလူဗီကိုတပ်ပစ်ဖို့လုပ်ပါတော့ရယ်အဲ့ဒီချိန်အီချီချီကရောက်လာပြီးတော့ဝင်တိုက်ပေးပါတော့ရယ်ဒါကိုမလန်ရတဲ့စန်ဂျီကအရင်ကအချောင်းကြီးပြန်တွေးနေတော့ပြန်လိုက်ဖို့အချီကပြောလိုက်ပါရယ်ပြန်တက်တော်တဲ့စန်ဂျီကိုတတ်ခိုက်ဖို့လုပ်နေရဲသူကိုယွန်းဂျီကကိုက်ပေါက်ပေးလိုက်ပါတယ်ဘာဇူကလည်းထပ်ပစ်ခံရတဲ့အခါလေနေဂျီကကာကွယ်ပေးပြီးတော့ဒီ speakness ဆိုရင်ရောက်မှာမဟုတ်လို့စန်ဂျီကိုခေါ်သွားပေးပါတော့ရယ်စန်ဂျီကိုလည်းနေဂျီကနှုတ်ဆက်လိုက်ပြီးတော့အပြင်ကိုဆွဲပစ်ပေးလိုက်ပါတော့ရယ်သူတို့နဲ့စန်ဂျီနဲ့ကန်းဆက်နားကိုရောက်လာခဲ့ပါပြီ ကန်ဆာနားမှာလည်းတိုက်ခိုက်မဲ့သူတွေရှိနေတာမလို့ပဲဂျူကဝင်သားပဲပြီးတော့သူ့မောင်လေးကိုထိရက်သူတွေအားလုံးကိုခွင့်မလွတ်နိုင်ဘူးဆိုပါရင်လုံးဝလက်မလွတ်လိုက်နဲ့လို့ရဂျူကပြောတဲ့အခါစန်ကြီးလည်းသူ့မှာသူ့ကိုလူမြောင်အောင်လုပ်ပေးခဲ့တာတွေကိုပြန်တွေးနေမိခဲ့ပါတယ်။စန်ကြီးကမအောင်မြင်တဲ့သူတရားမဟုတ်ဘဲနဲ့အမေကိုတိုင်ကအသက်နဲ့ချင်းပြီးကာကွယ်ခဲ့တဲ့ခံစားချက်တွေအပြည့်နဲ့မွေးဖွားလာခဲ့သူပဲလို့ရဂျူကပြောလိုက်ပြီးတော့အငဲတုံးကားလိုပဲတွန်းထုတ်ပေးလိုက်ပြီးတော့နှုတ်ဆက်လိုက်ပါတော့။ဒါတွေနဲ့စန်ကြီးကကျွန်းကနေထွက်ခွာလာပြီးဆိုတာကိုခါရော်လည်းမြင်လိုက်ရပြီးတော့လူပီလည်းပါလာချောင်းအားလုံးကိုပြပြလိုက်ပါတယ်။စန်ကြီးကလည်းစန်နီကိုလှမ်းမြင်လိုက်ရပါပြီ။စန်ကြီးကိုလည်းအမြောင်းနဲ့ဝိုင်းပြေးကြောက်ရမယ်နောက်ဆုံးမှာတော့ ော့စန်နီပေါ်ရောက်လာကြပါပြီ။အားလုံးကလည်းအရန်ဝန်တာနေကြပြီးတော့ခါရော့ကတဲ့ဂါချူးလုံးနေလို့လူဖီကနိုးလာပြီးတော့မင်းတို့တွေကိုအကြကြီးစောင်းလိုက်ရတဲ့လုံးနေလို့နာမည်လဲအော်ပါတော့ရဲ့။ကတကဘီကိုရောအနိုင်ရခဲ့ရလာလို့ချော့ပါကမေးပါတော့။လူဗီလည်းနိုင်ခဲ့ချောင်းပြောပြီးပြန်အိပ်ပျော်သွားပြန်ပါတယ်။ ရုကလေအမြန်စေးကူပေးဖို့ချက်ပတ်ကိုပြလိုက်ပါတယ်။စန်ကြီးတဲ့အပြစ်ခံထားရတဲ့လို့ချက်ပတ်ကပြောပေမဲ့စန်ကြီးကတော့လူဗီကိုအရင်ကူပေးပို့တာပြလိုက်ပါတယ်။စမူဒီတို့ကအနောက်ကနေအမြောက်တင်တဲ့တပတ်ဆက်ပြနေတာမလို့နာမည်လည်းသူတို့လွတ်သေးတာမဟုတ်လို့လူဗီကိုကုတန်ရင်နဲ့အမြန်သွားကြမယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်း MND ကကျွန်းသားတွေကိုကူညီပေးနေခဲ့ပါတယ်။မင်းနီဘင်ချောင်းနဲ့တေဘချောင်းကလူတွေကလည်းမမရဲ့ဒေါ်တာဒီကိုမရောက်ခင်ထွက်ပြေးကြမယ်လို့ပြောနေခဲ့ကြပါတယ်။ Ice Cream ကျွန်းမှလည်းထုံကြီးသူစွာပဲအမြန်ပြေးဖို့ပြင်ဆင်နေခဲ့ပါပြီ။ Fluffy ကျွန်းကိုလည်းဘက်ကဲတို့ကရောက်လာခဲ့ပါပြီ။ဘမန်းကြောင့် Nostra Castle တင်မောလည်းမိလောင်လို့ ခဲ့ပါပြီ။ဒီအထိအတူရှိနေတော့ကျေးဇူးတင်ကြောင်းလဲဘက်ကကသူတင်မောက်ကိုပြောနေခဲ့ပါရဲ့။ဒါတို့နဲ့အားလုံးကိုအထဲဝင်ခိုင်းပြမယ်။ချက်ဖွန်ကတော့တာလီပတ်စ်ကိုထိန်းထားဖို့ဘက်ကဲကိုပြလိုက်ပါရဲ့။ ဒီကျွန်းကချက်ဖွန်ကတူတာဝင်ယူရတဲ့ကျွန်းဖြစ်ခဲ့တာမလို့တူတာဝင်ရှိရတယ်ဆိုပါရယ်ဘေမန်းကလည်းသူ့ gate ကိုဘယ်သူမှမပေးနိုင်ဘူးဆိုပြီးအော်ပြောနေခဲ့ပါပြီဟိုး gate ကျွန်းမှာလည်းမော်ဒီယိုကအချိန်တည်းဘယ်လိုရှိလို့ power spell ကိုမင်းနေခဲ့ပါရယ် power spell လည်းသူတို့ရေစောင့်ကြည့်နေကြောင်းပြန်ပြောလိုက်ပါတယ်အကိုကြီး power spell ကဓာညာတွေကိုမကူတာပဲအကြာကြီးထားမိလို့အတော်လေးပင်မနေပြီဖြစ်ကြောင်း barrios ကလည်းပြောလိုက်ပါရယ်ချက်ဖွန်နဲ့ပကေက gate ကိုလွတ်လိုက်ပြီးတော့အခုက floppy ကျွန်းမှာမလို့မင်းနေပိုင်းအတွင်းတည်ရတော့မှာလို့ဆိုပါရယ်အခုဖြစ်နေတာက၃ခုရှိပြီးတော့တစ်ခုက gate မှာတုံလင်းထားတဲ့အစိတ်ကြောင့်မမကသိမယ်ဒုတိယတစ်ခုကအစိတ်ကမတက်ရောက် ွန်မဲ့ကိတ်ကမကောင်းတာကြောင့်တောင်းချမ်းလာမယ်နောက်ဆုံးကတော့အစိတ်ကမတက်ရောက်တဲ့အပြင်အရာတွေရှိနေမယ်ဒါကအသက်ရှင်နိုင်မယ်လမ်းမလို့ငါတို့ရဲ့ကံကြမ္မာကဒီကိတ်ရဲ့အရာတာပေါ်ကိုမူတည်ရလို့ဖိုင်ဝက်စပါကဆိုပါ မော်ဂန်စနစ်စတက်စီကလည်းမရှိကြလို့သတင်းဖြန့်သွားမှဆိုရနဲ့မော်ဒီယိုကအမြန်ဖမ်းဖို့ပြလိုက်ပါတယ်ဖလာဗီကျွန်းမှလည်းချက်ဖွန်ကစန်ကြီးရဲ့ကိတ်ကိုယုံကြည်ဖို့သူ့ရဲ့အစွမ်းကစဖမှုကြီးထက်တော်မှမြင့်နေလောက်မှလို့ဆိုပါတယ်ပကက်ကဖီတိုနဲ့ကိုတီကိုထွက်ပြေးဖို့တင်မောရှာခိုင်းလိုက်ပြီးတော့ချက်ဖွန်ကိုနောက်မှခေါ်လာခဲ့မယ်လို့ထပ်ပြောလိုက်ပါတယ်ဆရော့ခတ်ဒီအတူကတင်မောပြက်စီးတဲ့အထိလည်းလှောက်ဆောင်ပေးပြီးကုညီပေးခဲ့တာမလို့တေလို့ကတော့လုံးဝခွင့်မတော်ဘူးလို့ပကက်ကပြောနေခဲ့ပါတယ် တစ်ဖက်မှာလည်းနာမီတို့ကတိုက်ခိုက်ခံရပြီးတော့ဂျာမန်တပည့်စစ်ကလည်းအနောက်ကနေလူဗီတို့အတွက်ပြန်တိုက်ခိုက်ပေးပါတော့ရယ်လူဗီတို့တင်မောက်ကလည်းတိုးတိုးတင်မောက်တွေနဲ့ကာကွယ်ပေးလိုက်ပါတယ်အဲ့ဒီစန်ဂျီဆိုတဲ့ကောင်ကဘာတွေများကောင်းနေတယ်လဲဆိုပြီးတော့ဂျက်ကလူဗီကိုအော်ပြောလိုက်ပါတယ်ဒီနေရာကခြေချာပြီးရန်နဲ့ပြန်ထွက်ရခက်တဲ့ယိုကိုတယောက်ရဲ့နေမြေလူတယောက်ကိုပြန်ခေါ်ဖို့အတွက်အတက်ကူပါရင်းခဲ့တာလားစန်ဂျီဆိုတဲ့ကောင်ကဂျာမန်တပည့်စစ်ရဲ့မအောင်မြင်ခဲ့တဲ့ကောင်ဟင်းမဲ့ချက်သက်ပြီးတော့တော်ဝင်မျိုးနဲ့ဆိုတဲ့မာနလည်းလုံးဝမရှိဘူးပြင်းမုံကောင်နဲ့ခန်းစားချက်တွေကြောင့်ပြောင်းနေတဲ့သူတယောက်အတွက်ဆိုအတက်ပါစွန့်ပစ်တတ်တဲ့စိတ်ပြောတဲ့ကောင်စစ်သားတယောက်အနေနဲ့လု ံးဝကိုမပြည့်စုံနဲ့တုံးစားမရတဲ့သူလို့ဆိုတာအဲ့ဒီကောင်ဘဲလို့ just ကချက်ပြောလိုက်ပါတယ်သူကတော့ကုညီပေးတာပဲအားလုံးကိုကျေးဇူးတင်ပြီးတော့နှုတ်ဆက်နေတဲ့အခါတခခုပြန်ဖြေဖို့ just ကပြောနေခဲ့ပါတယ်။ဘာလို့အဲ့လူကစန်ကြီးရဲ့ကောင်းတဲ့အကြောင်းကိုကျင်တာတဲ့အကြောင်းတွေပဲလာပြောနေရလဲလို့လူကမေးတဲ့အခါစန်ကြီးလည်းအဲ့တဘောမဟုတ်ဘူးလို့ဝင်ပြောလိုက်ပါတယ်။ ါကိုကြည့်ပြီးဂျင်မဲကလည်းရှီမောနေပါတော့ရဲ့အဲ့ဒီချိန်ခါရော့ကအပေါ်တက်ကြည့်တော့အရှိမစစ်တက်ကြီးကဆန်နီကိုဝိုင်းနေတာကိုတွေ့လိုက်ရပါပြီအမြောက်တွင်းနဲ့လဲစပစ်ခတ်နေပြီးတော့ဂျင်းနီစ်ကလည်းရောက်လာကခါရော့ကိုတိုက်ခိုက်ဖို့လုပ်နေတာမလို့ဆန်ကြီးကဝင်တားပေးရပါတော့ရဲ့ရန်သူတမောက်ကရှီတလက်တွင်နဲ့မဟုတ်လို့ဂျင်းပဲတဲ့ဒီအထိရောက်လာပြီးမှသူတို့ဒီအထိပဲရောက်တော့မှလာလို့ပြောနေခဲ့ပါတယ်အဲ့ဒီချိန်ပင်လယ်ရှင်ပြင်ကြီးကလည်းမြင့်တက်လာပြီးတော့အထဲကနေဝါတာဆူမီကထွက်လာပါတော့ရဲ့ ဝါရဆူမီကိုမြန်မာနဲ့ချင်ပဲတဲ့ချက်ချင်းရှီအောက်ကိုစင်ကြည့်တဲ့အခါဆန်ပါရိတ်တွေကိုမြင်လိုက်ရပါပြီအသက်ရှင်နေတာဝမ်တာပါတယ်ရခင်ကပတိန်ချင်ပဲလို့ဝိုင်းခေါ်ကြတဲ့အခါချင်ပဲလည်းအယံကိုအံဝန်းသွားခဲ့ရပါတယ်ဒီနေမျိုးမကြောခင်တော့အာလာဒင်ကသူတို့တွေချင်ပဲရဲ့လက်အောက်ကသူတွေဖြစ်လို့ရသေးရဲ့မလားလို့မေးလိုက်ပါတယ်ဘင်မန်းကကိမုတ်ကိုစားဖို့လုံးနေခဲ့ပြီမလို့ဘက်ကလက်ရှာဖုန်ကိုခေါ်ပြီးသွားပါတော့ရဲ့ ဖိုင်စပါကလည်းမမကကိတ်ကိုစားတော့မှမလို့တို့တို့ကန်ချမကဘလို့လေးဆက်ဖြစ်လာမှလဲလို့ပြောနေခဲ့ပါတယ်။ဘမန်ကကိတ်ကိုစားနေပြီမလို့ဘာပဲဖြစ်လာမှလဲဆိုတာကိုမော်ဒီယိုတို့ကလည်းအရန်စိတ်ပူနေခဲ့ပါပြီ။ကိတ်ကိုလောက်ခဲ့တဲ့သူကတကယ်ကိုတော်တဲ့ support မှုမလို့အစင်ပြေသွားမှာပါလို့ရှာဖွန်ကပြောနေခဲ့ပါတယ်။စန်ဂျီကကိတ်ကိုလောက်ရင်းနဲ့ဘမန်ဒီကိတ်ကိုစားပြီးတော့ကောင်းလိုက်တာလို့ပြောနေပုံကိုတွေးမိသွားလို့ဆိုပြီးတော့ပြောခဲ့တာကိုရှာဖွန်ကပြန်တွေးနေမိခဲ့ပါတယ်။ဘမန်ကအတန်ကြဲကြီးနဲ့အော်ပြီးလဲကျသွားတဲ့အခါဖိုင်စပါကလည်းအစိတ်မိသွားတာလားလို့ပြောနေခဲ့ပါတယ်။ဘမန်ကမျက်ရည်တွေစီးကြလာပြီးတော့တိတ်လောက်အောင်အရတာအရန်ရှိတာပဲလို့ပြောလိုက်ပါတယ်။ အစိတ်မခတ်ထားစရာအကြောင်းလုံးဝမရှိဘဲနဲ့မတက်ရောက်သွားတာပဲနေမယ်လို့ဖောက်စပယ်ကဆိုပါတယ် ရှာဖွန်ကလည်းစံချီမြင်ချင်းခဲ့တဲ့မျက်နှာကွက်တိပါပဲလို့ပြောနေခဲ့ပါတယ်။ဒီထက်ပိုပြီးပျက်စီးမှုတွေမရှိနိုင်တော့ဘူးဆိုတဲ့အကြောင်းကိုထိုးထိုးလန်းတစ်ခုလုံးကို Palsport ကကြီးညာလိုက်လို့ကျွန်းအားလုံးကလူတွေကလည်းအယံဝမ်းသာနေကြပါတော့တယ်။ဒါပေမဲ့အားလုံးကဖုတ်တင်ကြောက်မှာပဲဆိုပြီးအားလုံးကဖုတ်တင်ကိုကျေးဇူးတင်ကြောင်းနေတဲ့အော်ပြောလို့နေခဲ့ပါပြီ။ဒါပေမဲ့ဖုတ်တင်ကတော့သူ့ကြောင့်မဟုတ်ပဲတကယ်ကအယံကိုကျညာတက်တဲ့တမုန်းဖြစ်နိုင်တဲ့အမှတ်တရတွေကိုပေးခဲ့တဲ့သူတယောက်ကြောင့်ပါလို့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းချင်းဘက်ကဘာလို့မပြေးခဲ့ရလဲလို့အားလုံးကိုပြောနေခဲ့ပါတယ်။ Sunfire တွေအားလုံးသဘောတူညီထားတဲ့အရှာမို့လို့ Shockhead တွေတင်မော့စီပြန်သွားဖို့လို့အာလာတွေကပြောလိုက်ပါတယ်။ first some of the sea ဖြစ်တဲ့ချင်ဘရဲ့လမ်းကြောင်းကိုအလာတင်ကတိုးတိုးစမ်းပါရိတ်ကိုကူညီဖောက်ပေးမယ်လို့ဆိုပါတယ်ဒီလိုနဲ့အလာတင်တို့တွေဟာတင်မိုရီကိုရေမြုပ်ပစ်ပြီးဝါဒဆူမီကလည်းတောင်းချမ်းနေခဲ့ပါတယ်တိုင်ဖူကူကလည်းစရော့ခတ်တွေကိုအလုံးမပေးနိုင်မှုဆိုကဂျီနစ်နဲ့တိုက်ခိုက်ခိုင်းတော့အလာတင်က ocean current shooter ထရိုးနဲ့ပြစ်လိုက်ပါတော့တယ်ပင်လယ်မှာလည်းသွားဖို့လမ်းကြောင်းရအောင် fishman တွေကရှင်းပစ်လိုက်ပြီးတော့အရှိကိုဆက်သွားလိုက်ဖို့အလာတင်ကပြောလိုက်ပါတယ်အမြောက်တွေအားလုံးကိုလည်း fishman တွေကကာကွယ်ပေးနေခဲ့ပါပြီ နမည်ခရုတွေတိမ်ခဲ့တာကလည်းတိုးတိုးတွေပဲနေမှာလို့ချင်ဘက်ကဆိုပါတယ်။သူဖီကလည်းအားလုံးကိုကျေးဇူးတင်ကြောင်းပြောတော့ချင်ဘက်ကိုအလိုက်ပီလို့အလာဒင်ကလည်းလမ်းအောင်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဂျာမာရဲ့ရိတ်စုတွေကိုလွယ်လေးထိုးဖောက်နိုင်တဲ့ကြီးတွေကိုဗိုလ်လီကပေးနေပြီးတော့တပ်ပစ်ဖို့လောက်ခိုင်းနေခဲ့ပါတယ်။တစ်ဖက်ကအိုဗန်ကလည်းအတော်လေးဒေါသထွက်နေပြီးတော့ခတ်တက်ခွေးကိုအနိုင်ပိုင်းခဲ့တဲ့မင်းကိုတော့အသက်ရှင်လေးကသွားခွင့်မပေးနိုင်ဘူးလို့ဆိုပါတယ်။တစ်ဖက်ကရဲလိုက်ထဲကနေတဲ့ဂျက်ကထွက်လာပြီးတော့တိုက်ခိုက်ဖို့လုပ်နေခဲ့ပါပြီ။ တစ်ဖက်ကဂျာမန်တို့ရဲ့တိုက်ပွဲကလည်းပြင်းထန်လုပ်နေခဲ့ပါပြီ။ Ufan က Tropical Tournament ကိုတောင်းလိုက်တဲ့အခါရှေပြင်ကချက်ချင်းဆုပ်လို့ပပွဲဆူလာလို့ဂျင်ဘဲလေပလေရောက်ကိုပြေးချဖို့အားလုံးကိုပြလိုက်ပါတယ်။အားလုံးအဝိုင်းခံထားရပြီမလို့ဘလို့လောက်ချမလဲလို့ချက်ဘကမေးတဲ့အခါလူဗီကတော့အရှိကိုပဲဆက်သွားချမယ်လို့ပြလိုက်ပါတယ်။တစ်ဖက်ကဘင်မန်ကလည်းကိတ်မုတ်ကရန်ကောင်းလို့စကလုံးတွေနဲ့တော့ဖော်ပြနိုင်တယ်လို့ဆိုကတချင်းလို့ဆိုနေပါတော့။တဖက်ကဆရော့ခတ်တွေကလည်းအမြောက်တွေနဲ့အဆန်ပြတ်ပြစ်ခတ်နေရပြီးတော့တဖက်ကဂျာမာကလည်းဝိတ်ဆူတွေကိုထိုးပေါက်နိုင်တဲ့ကြည်တွေကြောင့်ဒဏ်ရာတွေရနိုင်ခဲ့ပါပြီ။ ပြမကသာဟာအဲ့ဒီနေ့သုံးကားလို့ပဲအရတာအရန်ရှိတဲ့ကိတ်မုတ်ပါပဲလို့ဆိုပါရယ်အားလုံးကပျော်ရွှင်ပြီးငိမ့်ချမ်းစွာနဲ့ဘလို့မျိုးနဲ့မဆိုမခွဲခြားနိုင်တဲ့နိုင်ငံဆိုရင်မဲ့ထွက်သွားမယ်ဆိုရင်တော့အသက်ပြစ်ခံရမှာမလို့မကောင်းဆိုရရဲ့စာချုပ်တစ်ခုလိုပါပဲလို့ဆိုကရှီမောင်းရင်တဲ့ချင်းတွေစုံနေပါတော့ရယ်ဟိုကိတ်ကျွန်းမှာလဲမော်ဒီယောကစရော့ကတ်တွေကိုအပြတ်ရှင်းနိုင်လိုက်ကြောင်းတတို့လန်းကိုပြောနေခဲ့ပါတယ်တစ်ဖက်ကဘမန်းကလည်းပုံမှန်ပြဖြစ်သွားပြီမလို့ဒါတော့ကျင်တန်းနေတဲ့ပုံကိုတခါမှမမြင်ဘူးခဲ့ဘူးလို့ဆိုပါရယ်ခါခါကိုကျွန်းမှာလဲမီးလောင်နေတဲ့တင်မောကစရော့ကတ်တင်မောမဟုတ်ပဲဆန်ဖာရက်တင်မောဖြစ်နေတာကိုအားလုံးကအတိထားမိသွားခဲ့ကြပါပြီတကယ်တော့ဖစ်ရှာတိုက်ကလှုပ်ပြီး ေးခဲ့တဲ့ဒဏ္ဍာရီလာတင်မောကိုဝါရဆူမီကဆျောခတ်တင်မောနဲ့အမြောက်မပစ်ခင်မှာပဲလဲပေးခဲ့တာဖြစ်ပြီးတော့ပါဇက်ထဲမှာငုံပေးထားခဲ့ပြီးထွက်ပြေးလာခဲ့တာပါစမူတီကလည်းဝါရဆူမီကိုလှမ်းမြင်လိုက်ရတာမှတို့သူ့ရဲ့လက်ချက်ဆိုတာကိုသိပြီးတော့အနောက်ကနေအမြန်လိုက်ဖို့ပြောလိုက်ပါတယ်ပြေးခွင့်မပေးနိုင်လို့အိုဗန်ကလည်းထပ်ပြီးတော့ Tropical Tropical Dress ကိုတုံးလိုက်ပါတယ်ဝါရဆူမီကိုထိတော့တာမှလို့ဝါရဆူမီလည်းအပြင်ကိုထွေးထုတ်လိုက်မိပါပြီဆျောခတ်တွေထွက်လာတာနဲ့အမြောက်နဲ့ဝိုင်းပြစ်ကြတဲ့အခါဝါရဆူမီကကာပေးပါတော့ရဲ့ ဝါဒဆူမီကတူဖစ်ရှ်မန်ကျွမတို့ကမကောင်းတာတွေကိုပဲလောက်ခဲ့မိတာရဲ့သူကတောင်းမစကားပြောလိုက်ပြီးတော့အတူတူတွဲခေါ်လာပေးခဲ့တဲ့ boss ရှင်ဘဲကိုလည်းကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ Over ကလည်းအရှိကဖယ်ဆိုပြီးဝါဒဆူမီကိုတိုက်ခိုက်နေပါတော့ရဲ့။ boss က shock အဖွဲတဲကိုဝင်ချင်တယ်လို့ကြားပြီးခဲ့တဲ့ကအားလုံးကဒိုင်းရဖြစ်နေပေးပြီးတော့တေဖို့အတွက်ကိုပါဆုံးဖြတ်ထားခဲ့ကြပြီးတယ်လို့ဝါဒဆူမီကတေချာပြောလိုက်ပါတယ်။အဲ့ချိန်အာလာဒင်တို့ကလည်းပြန်ရောက်လာကြပြီးတော့ပြေးချဖို့ပြောလိုက်ပါတယ်။ ဆိုတော့ね Sun Pirate တွေ ਨੇ စာပြီးတိုက်ခိုက်ပြီးတော့ Overgun လေး Tropical Tormen ကိုထပ်သုံးတဲ့အခါအာလာဒင်ကဝါသားရှော့နဲ့ပြစ်လိုက်ပါတော့ဟေးဒီ support ကောင်းတယ်မလို့ Overgun လေးအသက်ရှင်ခွင့်မပေးနိုင်ဘူးလို့ပြောပြီးတော့အာလာဒင်ကလည်းဒီကနေ့ဖြတ်ခွင့်မပေးနိုင်ဘူးလို့ပြန်ပြောလိုက်ပြီး Fisherman Karate 4000 Breakfast နဲ့ထိုးလိုက်ပါတော့ဟေး တလောက်လူလေးနဲ့တတို့ကိုတိုက်ခိုက်နိုင်မယ်လို့ထင်နေရလားလို့စမူဒီကလည်းပြောနေခဲ့ပါရဲ့ဂျင်ဘက်ကတင်မောတက်ကရှေတွေကိုထုတ်ပြီးတော့ရော့ကအပေါက်တွေကိုလည်းပြင်ပို့နေနေမြေကားနေလွတ်ဖို့အတွက်နိုင်ပိုင်းလောက်လေတို့ဒေတာမလို့အမြန်ရှော့လျင်ချဖို့ပြောလိုက်ပါရဲ့ဘာလို့လားရှင်းပြနေရလဲလို့လူဗီကမေးတော့ဂျင်ဘက်ကတော့သူဟာတတို့တွေကိုမချန်ထားနိုင်ဘူးလို့ဆိုပါရဲ့ လူဖီကတူတူလေးတိုက်ခိုက်ကြမယ်လို့ပြောတဲ့အခါဒီသင်္ဘောလုံးများဖို့အတွက်ပဲကြံနေခဲ့တယ်လို့ချင်းဘက်ကချက်ပြောလိုက်ပါတယ်။ဒီအထိရောက်လာခဲ့ပြီးတော့မှခန့်သက်ကြီးနဲ့ပြန်တိုက်ခိုက်ရင်တော့ပြေးဖို့မလွတ်နိုင်တော့ဘူးလို့ဒီလောက်ဖြစ်လာခဲ့ပြီးတော့မှချင်းဘက်ကသူ့ကိုဒီလောက်တော့လှုပ်ခွင့်ပြုပါလို့ပြောလိုက်ရပါတယ်။တခြားဘက်အသက်ရှင်ပြီးတော့ပြန်လာခဲ့မယ်လို့ချင်းဘက်ကထက်ကတိပေးတဲ့အခါလူဖီလည်းမင်းရဲ့ကပတန်ကငါဖြစ်သွားပြီဆိုတာကိုတော့လုံးဝမမေ့နဲ့လို့အော်ပြောလိုက်ပါတယ်။သင်္ဘောကိုလည်းရမ်းမှာမဟုတ်ပဲဝါလုံးတိုင်းပြည်မှာစောင့်နေမှာမလို့တခြားဘက်ပြန်လာခဲ့ဖို့လူဖီကမှားလိုက်ပါတယ်။ချင်းဘက်ကကျေးဇူးတင်ကြောင်းပြောတဲ့အခါတိမ်မဲဆိုရင်တောင်မှလုံးဝမသေးစေနဲ့လို့လူဖီကလည်းထပ်ပြောလိုက်ပါတယ်။ တဖက်ကပြမန်းကလည်းစရောခတ်တွေမတိတ်သိဘူးဆိုရင်သူကိုယ်တိုင်သွားမယ်လို့ဆိုပါတယ်။လူပြင်းစိုးကိုယူပြီးရအစိုးဆုံးဟော်မစ်လောက်ပြီးတော့နာခံအောင်လောက်ခိုင်းမယ်ဆိုတာပြမန်းကရှီမောနေပါတော့ရဲ့။ တဖက်ကဘက်ကဲတို့ကလည်းပမန်းထွက်သွားတာကိုကြည့်ပြီးတော့တော်တော်လေးအသက်အန္တရာယ်ကင်းသွားပြီလို့ဆိုပါတယ်။ရှက်ဖွန်ကလည်းနာမည်ကိုပြန်သွင်းနိုင်ရပါအောင်မလားလို့တွေးနေခဲ့ပါတယ်။တဖက်ကအာလာဒင်ရဲ့တိုက်ပွဲကလည်းပြင်းထန်လို့နေခဲ့ပါပြီ။ချင်ဘဲတယောက်ပြန်ရောက်လာတော့အာလာဒင်နဲ့တိုးစီကိုပြန်လာတာလားလို့ဘောချင်ဘဲကိုမေးလိုက်ပါတယ်။ချင်ဘဲကတော့သူဟာစတရော့ဟက်ဖွဲ့တာဖြစ်သွားပြီးသူ့ရဲ့ကပတိန်ကိုလွမြောက်စေဖို့အတွက်ဒီမှာနေခဲ့တာလို့ပြန်ပြောလိုက်ပါတယ်။အာလာဒင်ကလည်းတိုးတိုးကိုအထင်သင်လို့နေတာပဲလို့ပြောတော့ချင်ဘဲလည်းရှီမောလိုက်ပြီးတော့မင်းတို့ရဲ့အစွမ်းတွေကိုသူကိုယ်တိုင်အတိဆုံးမလို့အဲ့ဒီအစွမ်းတွေနဲ့ပဲစတရော့ဟက်တွေအားလုံးကိုလွမြောက်အောင်လုပ်ပေးချမယ်လို့ပြလိုက်ပါတယ်။ တို့နဲ့နာမည်တဲ့တင်မဟုအမြန်ဆုံးရွက်လင်မှု brick ကိုပြောလိုက်ပြီးတော့ fishman တွေကလုံနိုင်မယ်ဆိုရင်လုံနိုင်တော့ရှေးစီးချောင်းပြောင်းတယ်လို့ပြောခဲ့တာကိုပြန်တွေးနေမိခဲ့ပါတယ်။ fishman တွေတို့ပြီးခဲ့တဲ့ရှေးစီးချောင်းကြောင့်ပဲနာမည်တို့ရဲ့တင်မကိုလည်းအမြန်ရွက်လွင့်သွားနိုင်ခဲ့ပါတယ်။ဒါတွေကို Morgan Scar လဲဆော့ဟက်တွေတွားလိုက်ကြဖို့အားပေးနေခဲ့ပါတယ်။တော်တော်လေးကိုအားပေးနေတာပဲလို့ Statistic ကပြောတော့ဆော့ဟက်တွေက candidates ပဲလို့ Morgan Scar ဆိုပါတယ်။ candidate ဆိုတာဘာများလဲလို့ Statistic ကမေးတော့ The World Generation ကိုမင်းလဲသိတယ်မလားလို့ Morgan Scar မေးလိုက်ပါတယ်။ Sergeant of the Deck Trifecta Law magician Basil Hawking, Raffler Eastwist, Run off the Sea, Scratchman Apple, ခပွန်ကပကေဂလူတန်ချိုဝီပေါနီမက်မော့ရှူဘူးရှ်ဥစတက်ကပတိန်ကေမာဒိုအာမရှင်းခေလာဘလက်ဘီယာမာရှယ်တီတစ်ချ်ပြီးတော့စရဟမ်မန်ကီတီလူဘီအဲ့ဒီဝေါ်ဂျန်နရေးရှင်းဒေကာနေဖာဝဲကင်တရားမွေးဖွားလာလိမ့်မယ်ထင်တယ်လို့မော်ကန်ကဆိုပါတယ်စရဟတ်တွေလည်းရွှေလွင်းလာကြရင်ချင်မဲတို့လည်းအဆင်ပြေရဲ့လားလို့ဘရိုကာပြောနေခဲ့ပါတယ်ဘာပဲဖြစ်နာမီကတတော်တွေဒီနေမီတေကာနေရှားအောင်ထွက်ရမယ်လို့ဆိုပါတယ်ပပီယိုတည်သွားပြီဆိုတဲ့ကိစ္စကိုခါရော့ပြပြလို့စန်ကြီးတဲ့တည်သွားခဲ့ရပါပြီစန်ကြီးလည်းပပီယိုနဲ့စာတွေ့ခဲ့တဲ့အချိန်တွေကိုပြန်တွေ့ရင်သူ့ကိုလာခဲ့တဲ့နေရာကမင်းတရားမဲ့နေရာ မှာဖြစ်တင့်ခဲ့ဘူးလို့တွေးနေခဲ့ပါတယ်။ပပျိုကသူ့ရဲ့ဆုံးဖြတ်ချက်နဲ့သူကိုယ်တိုင်လုတ်ခဲ့တာမလို့ကို့အဖြစ်လို့မတွေးပါနဲ့လို့ခါရွက်ကလည်းပြောလိုက်ပါတယ်။စန်ညိတို့ကမုတ်ခမွန်ဂျုတ်ဒွန်ကိုကယ်တင်ပေးခဲ့တာမလို့ကျေးဇူးဆက်ချင်နေကြပြီးပပျိုဒါမရှိရင်အားလုံးတေချာရတော့မှာမလို့ကျေးဇူးတင်ပါတယ်ဆိုတာလေးပဲပြောပေးဖို့ခါရွက်ကပြောရင်းနဲ့မျက်ရည်တွေကျလာပါတော့။ချောပါကလည်းလူဘီကိုစေကုတာပေးနေခဲ့ပြီးတော့အားလုံးလည်းနေမီရဲ့အစွန်ဘက်ဖြစ်တဲ့ကွတ်တွန်ကန်ဒီနှင်းတွေကြာနေတဲ့နေရာကိုရောက်လာခဲ့ကြပါပြီ။တစ်ဖက်ကပိုတင်တယောက်လည်းငိုကြွေးနေခဲ့ပြီးတော့တိုက်ပွဲတွေကလည်းဆက်လက်ဖြစ်ပွားနေသေးပါ။ ချင်းဘက်ကလည်းတမောဒက်ကိုဖျက်ဆီးပစ်နေပြီးတော့လူဗီဒိုဒီနေမီတဲကနေလွတ်သွားရင်တူတူလည်းပြေလို့ရပြီမလို့တောင်းခံထားချဖို့ပြောနေခဲ့ပါတယ်။ဆော့ဟတ်တူရဲ့အတန်လည်းမချားလို့ဘာဖြစ်သွားပြီလဲ။နေဆက်ကိုကြော်သွားရင်လိုက်လို့မရတော့ဘူးလို့အမျိုးမျိုးပြောနေကြတာကိုပိုတင်ကလည်းကြားနေခဲ့ရပါတယ်။ပိုတင်ကသူ့ရဲ့ဖြစ်ရမှန်တွေဒါသိရင်စန်ဂျီကိုရိုင်နာမှယွန်မုံသွားနိုင်မယ်လို့ထင်ခဲ့ပေမဲ့စန်ဂျီကတော့ဘလောက်ကျင်နာလဲဆိုတဲ့အမှတ်တရတစ်ခုချင်းစီကိုပြန်တွေးရင်းနဲ့မျက်ရည်တွေမထိန်နိုင်ဖြစ်နေခဲ့ပါပြီ။ပိုတင်ကနောက်ဆုံးတစ်ခုလေးပဲတောင်းဆိုခြင်းနဲ့ဆိုတဲ့အရာကိုမပြောခင်ပိုတင်ကစံကြီးကိုတင်းကျပ်စွာဖတ်လိုက်ပြီးကျေးဇူးတင်စကားလေးနဲ့နှုတ်ဆက်စကားလေးကိုပြောလိုက်ပါတယ် အဲဒီနောက်မှာတော့ပိုတဂါသူနဲ့ပတ်သက်တဲ့မမော်ဝီတွေကိုပြန်ဆွဲထုတ်ရှူခဲ့တာပါဒါကြောင့်မဲ့ဒီဖလင်လေးတွေကိုကန်ရင်းနဲ့ပိုတဂါအရန်ဝမ်းနဲ့လွတ်နေခဲ့ပါရဲ့ ဟိုကိကျွန်းမှာလည်းနေဇက်ကနေမီခယူကနေမီအပြင်ဘက်ကိုဆော့ဟက်ဒီတမောက်ရောက်သွားလို့အချက်ပေးလာကြောင်းစစ်သားတယောက်ကပြောပြလိုက်တဲ့အခါမော်ဒီယိုလည်းအရန်လန်သွားခဲ့ရပါတယ်။ဒါတကိုဂျင်ဘိနဲ့ဂျာမာတို့ကလည်းကြာတိတက်ရပြီမလို့အချက်ချင်းတက်ပြန်ဆုတ်ကြပါတော့ရင်ဘူလီတယောက်ကတော့စစ်တပ်သားလေးနဲ့သူ့ကိုကြီးစစ်ကိုတွားနေခဲ့ပါပြီ။အဲ့လိုနောက်ကျောလဲပြီးတော့ရှောင်းနေတဲ့အကိုကြီးကိုမမြင်ချင်းခဲ့ဘူးလို့ပြောလိုက်ပါတယ်။ကတကဝီကသူ့နောက်ကျောလုံးဝမလဲမိဘူးဘူးဆိုတာကအလညာတစ်ခုပဲလို့ပြောတော့မှန်တယ်ကခိုးကြည့်နေတာမလို့သိပါတယ်လို့ဘူလီကလည်းပြန်ပြောလိုက်ပါတယ်။ဘသူမှအထင်သေးတာကိုမခံနိုင်တဲ့ပြပြစုံတဲ့ပုံစံကိုညီမလေးတွေအတွက်တမင်ဟ န်ဆောင်ခဲ့တာမလားလို့ Beauty ကချက်ပြောလိုက်ပါတယ်။ Pulse Bell ကခက်တကူရဲ့ပတ်စကြီးဖုံးထားမယ်ဆိုရင်တငယ်ချင်းရှားနိုင်လောက်ပါတယ်ဆိုပြီးတော့စနောက်ခဲ့ပါတယ်။ ခတခဗီကတော့သူ့ကိုရှီမောလောင်ပြောင်နေတဲ့သူမှန်တယ်များကိုပိတ်ထိုးပြစ်မယ်လို့ပြောခဲ့ပါတယ်။တနည်းဘူလီတန်ရရလာတော့ခတခဗီလည်းဘာဖြစ်တာလဲလို့မေးခဲ့ပေမဲ့ဘူလီကမပြောတဲ့အခါမင်းထိုးခဲ့တဲ့သူတွေကပြန်ပြီးတော့မင်းညမလေးကိုလက်တော့ပြန်ခဲ့ကြအောင်ဖယ်စပယ်ကပြပြခဲ့ပါတယ်။ခတခဗီလည်းဘာလို့သူ့ညမလေးကသူ့အစားခံရတာလဲဆိုပြီးဒေါသတွေအရန်ထွက်နေတဲ့အခါဘူလီကသူမနာဘူးမလို့ဘာမှပြန်မလုပ်ပါနဲ့လို့ခတခဗီကိုပြောခဲ့ပါတယ်။ဒါမဲ့ခတခဗီကတော့သူ့ညမလေးမျက်နှာကိုထိကိုက်အောင်လှုပ်ခဲ့တဲ့သူတွေကိုပြန်ပြီးတော့လက်စားချေခဲ့ပါတယ်။ တကုခတကဝီကပြန်တွေးနေမိခဲ့ပြီးတော့ဆွေခတ်ကောလို့မိလိုက်ပါတယ်။ဘယောက်တော်လဲကြားရင်တော်သေးရဘောလို့ဆိုပြီးပြောမှမလားလို့ဘယူဒီကပြောလိုက်ပြီးတော့နေမြေကနေလွတ်သွားပါပြီဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။တဖက်ကချင်းဘဲတုန်းနဲ့ချာမာကလည်းနောက်ပြန်ဆုတ်ဖို့ကိုပြင်ဆင်နေခဲ့ကြပါပြီ။အဲ့ချင်းဖမန်းလာနေတာကိုတွေ့လိုက်ရတော့ချင်းဘဲလည်းတတုတ်ကိုလွယ်လွယ်နဲ့တော့တွားခွင့်ပြုမှာမဟုတ်ဘူးပဲလို့ဆိုပါတယ်။အလာဒင်ကသူဟာစိတ်ကိုဆုံးဖြတ်ထားပြီးသားလို့ပြောတော့ချင်းဘဲကတော့သူဟာအသက်ရှင်လျက်ပြန်လာခဲ့မလို့သူပြီးကိုဂတိပေးထားတာမလို့အားလုံးစူးစမ်းကြရအောင်လို့ဆိုပါတယ်။ဆန်ဖရိတ်ဂျာမန်တပည့်စစ်နဲ့ဆုံးရှုံးသွားခဲ့တဲ့အသက်တို့ရဲ့မျောလင်းချက်တွေကိုထမ်းပို့ပြီးတော့ဆော့ဟက်တွေဟာ ယိုကိုပင်မန်းရဲ့နာမည်ကနေလွတ်မြောက်လို့လာခဲ့ပါပြီ။လူဖီကဘိုက်ကထမိလာတော့စံကြည်တဲ့သူတစ်ခုချက်ပေးရမလားလို့ပြောရတော့အားလုံးလည်းအယံဝမ်းတာနေကြပါတော့ရဲ့။ အဲ့ချိန် East Blue Poverty စားတောက်ဆိုင်မှာလဲ Zef ကရန်သူတွင်တဲ့များတွေအတွက်စားစရာတွေချက်ချွေးနေလို့ support မှုတွေကပြောဆိုနေကြပါပဲ။လူပီတို့ကလည်းအစာစားရတော့မှမလို့အော်ဟစ်နေတဲ့အခါဘလို့အချိန်ပဲဖြစ်နေပါစေဘိုက်ကတော့အမြဲစားနေမှာပဲလို့ပြောရင်စံကြီးကလည်းချက်ပြတ်ပေးနေကြပါပဲ။တစ်ဖက်က Zef ကလည်းဘလို့ရန်သူတွေပဲဖြစ်နေပါစေဘိုက်ကစားနေမှာလို့စားခြင်းနဲ့ကောင်တွေကိုအရင်စားခိုင်းမှမလို့ရှင်းစရာကတော့နောက်မှရှင်းမယ်လို့နှစ်ယောက်လုံးကပြိုင်သူပြောနေကြပါပဲ။ ။ဒါနဲ့ကတော့ One Piece အပိုင်း220ဖြစ်ပြီးတော့အပိုင်း227ကိုစတင်ပေးနိုင်ဖို့တော်လိုက်လေးတယောက်ချက်စနေပြီးတော့ comment ကျွန်တော်မှတ်မိခဲ့ကြပါအောင်။ Channel နဲ့ Subscribe လေးမတော်ရင်လည်းဝေးသွားခဲ့ကြပါအောင်။ကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်ကတော့ဆက်မှတ်ပါ